ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အခုလာပြီလောလောတဲ့သူတွေအားလုံးမဖြစ်မနေသိထားမယ်ပေါ့နော်ကျွန်တော်တို့ business english လုပ်ငန်းခွင်သုံးဝေါ်ဟာရစလုံးအချို့ကိုကျွန်တော်ကရှင်းပြပေးခြင်းပါတယ်ရှင့်အဲ့တော့ကျွန်တော်လုပ်ငန်းခွင်သုံးဝေါ်ဟာရတွေကတော့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီအသုံးများတဲ့အပိုင်းလေးတွေကိုပေါ့နော်ကျွန်တော်ကအပိုင်း6ပိုင်းနဲ့ခွဲပြီးတော့လေဒီအပိုင်း6ပိုင်းမှာအသုံးများတဲ့စလုံးလေးတွေကိုကျွန်တော်ကတစ်ပိုင်းစီကျွန်တော်ရှင်းပြပေးတော့ပါမယ်နော်ဒါကတော့အများကြီးရှိတယ်ပေါ့နော်အဲ့ထက်ကနေအသုံးများလေးကိုကျွန်တော်ရွေးပြပေးပါမယ်နော်โอเคအဲ့တော့အရင်ဆုံးကျွန်တော်နံပါတ်1 General Business Terms ကျွန်တော်ရေပူရအတုံးများတဲ့လုပ်ငန်းဝင်သုံးစလုံးလေးတွေအရင်ပြောမယ်နော်။ Okay အဲ့တော့အရင်ဆုံးကျွန်တော်တို့ Revenue Revenue ကျွန်တော်ကျွန်တော်ဘာလဲဆိုတော့သူကလုပ်ငန်းကနေရရှိတဲ့စုစုပေါင်းဝင်ငွေလုပ်ငန်းဝင်ကိုဝင်လာတဲ့ပေါ့နော်စုစုပေါင်းဝင်ငွေကိုပြောတာပါတဲ့။နောက်တစ်ခု Profit Margin သူကကြပါတယ်ဆိုတော့ကျွန်တော်တို့အသက်ရှင်အမြတ်နော်ဒီအသက်ရှင်အမြတ်ကကြတော့ဘာလဲဆိုတော့ကျွန်တော်ခုနက revenue เนี่ยကျွန်တော်တို့ဘောနော်ဒီ cost စကုန်ကြတဲ့ဟာ ဲ့တော့စုစုပေါင်းဒီလုပ်ငန်းကဝင်ငွေနဲ့ကျွန်တော်တို့ကုန်ကျစရိတ်ကိုနှုတ်ပြီးတော့ရတဲ့ကျွန်တော်တို့အမြတ်ကိုပြောတာအဲ့ဒီကောင်ကိုကျွန်တော်တို့က profit margin လို့ခေါ်ပါလေ။ Okay နောက်တစ်ခုကကျတော့ stakeholders ဒီ stakeholders ကကျတော့ကျွန်တော်တို့ဗါလဲဆိုတော့လုပ်ငန်းတစ်ခုလုံးကိုကျွန်တော် run နိုင်အောင်လို့ပါပေးကြတဲ့တူးချင်းဖြစ်ရင်ဖြစ်မယ်အုပ်စုလိုက်ဖြစ်ရင်ဖြစ်မယ်အဲ့ဒီအားလုံးကိုကျွန်တော်က stakeholders လို့ခေါ်တာလေ။ဥပမာကျွန်တော်တို့ဝန်ထမ်းတွေဖြစ်မယ်နောက်ယင်းနှင်းညွှန်ထားတဲ့သူတွေဖြစ်မယ်တထည်တွေပါမယ်အကုန်ပါမယ်ပေါ့ဒီလုပ်ငန်းကို run နိုင်အောင်ဗါတဲ့သူတွေအားလုံးကိုပြောတာပေါ့နော် โอเคနောက်တစ်ခုကကျတော့ branch identity သူကကျတော့ဗာလဲဆိုတော့ဈေးကွက်အတွင်းမှာရှိတဲ့ကိုယ်လုပ်ငန်းရဲ့ပုံရိပ်ကိုယ်လုပ်ငန်းရဲ့တန်ဖိုးเนาะဒါအဲ့လိုမျိုးခေါ်တယ်နောက်တစ်ခုကကျတော့ assets ဒီ assets ကကျတော့ကျွန်တော်ဗာလဲဆိုတော့သူကလုပ်ငန်းစုကပိုင်ဆိုင်ထားတဲ့ကျွန်တော်အရင်ကြီးရဲ့အင်အားကိုပြောတာဆိုတော့အဲ့လုပ်ငန်းစုကြီးမှာရှိတဲ့အရာတွေပေါ့လုပ်ငန်းပိုင်လုပ်ငန်းသုံးပစ္စည်းတွေဖြစ်မယ်ဘန်နာပေါ့နော်ငွေကြေးတွေဖြစ်မယ်ဥစ္စာတွေဖြစ်မယ်အဲ့လိုကျွန်တော် assets လို့ခေါ်တာ နော်နောက်တစ်ခုကကျတော့ liabilities ဒီ liabilities ကကျဘာလဲဆိုတော့နှစ်မျိုးသုံးလို့ရတယ်ပေးရန်ရှိတဲ့အကျွေးဆိုပြီးတော့လည်းသုံးလို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီလုပ်ငန်းကနေလှုပ်ဆောင်ပေးရမယ်ကျွန်တော်တာဝန်ဝတ္တရားတွေကိုလည်းခေါ်ပါတယ်ဒါကျွန်တော်ရေးဝူးရသုံးတဲ့စလုံးလေးတွေပေါ့နော်ဆက်တော့အောင်မယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီနောက်နံပါတ်2ကကြတော့ meeting and collaboration ကျွန်တော်ဒီ meeting လေးပေါ့နော်ပူပေါင်းဆောင်ရွက်မှုတွေလုပ်တဲ့အခါမှာအသုံးပြုတဲ့ကျွန်တော်တို့စလုံးလေးအချို့ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ meeting လေးမှာပေါ့နော်ကျွန်တော်ဒီစလုံးလေးတွေကတော့သိထားရမယ်တဲ့နော်။ကျွန်တော်ဒီမှာဆိုလို့ရှင် agenda သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ meeting မှာပြောရမယ့်ဒါမှမဟုတ်လုပ်ရမယ့်အကြောင်းအရာတွေပေါ့နော်ကျွန်တော်တို့သတ်မှတ်ထားတဲ့အစင်လိုက်တဲ့သတ်မှတ်ထားတဲ့အစင်လိုက်လေးတွေနော်ဥမာဘယ်ချိန်မှာဘာလုပ်မယ်ဘယ်ချိန်မှာဘာပြောမယ်ပေါ့အဲ့လိုမျိုးသတ်မှတ်ထားတဲ့ကျွန်တော်တို့အစင်လိုက်လေးတွေပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့ agenda လို့ခေါ်ပါလိမ့်ရှင် Okay နောက်တစ်ခုက minutes တော့ကျကျွန်တော် minutes ကဗားလဲဆိုတော့သူရဲ့အဓိပ္ပာယ်ကကျွန်တော် meeting အတွင်းမှာပေါ့နော်အကုန်လုံးအကုန်လုံးအကုန်လုံးပြောထားတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ပေါ့နော်အဲ့ဒီ initial တွေကိုကျွန်တော် officially မှတ်တမ်းတင်ထားတာကိုပြောတာပါတဲ့ဒီ minutes ပေါ့နော်ဒီ minutes ကကျွန်တော် second minute မှာလဲ minute ရှိတယ်လို့မျိုးလေးဒီကျွန်တော်တို့ဒီစီးပွားရေးလုပ်ငန်းခွင်မှာသုံးမယ်ဆိုရင်ကျွန်တော်သူရဲ့ minute အဓိပ္ပာယ်ကကျွန်တော်တို့ဒီခုနပြောတဲ့ meeting အတွင်းမှာပြောထားတဲ့အကြောင်းအရာလေးတွေကိုအနည်းချုပ်လေးတွေကို officially မှတ်တမ်းနေထားတာကိုပြောတာပါ။ Okay နော်နောက်တစ်ခုကကြတော့ကျွန်တော် consensus ။နောက်ကျတော့ဒီ consensus ကကျတော့ဘာလဲဆိုတော့ तू ကအများသဘောအများဆန္ဒကိုပြောတာပါ။အဲဒီပဲတော့ဘုံသဘောတူညီချက်ပေါ့။အလုံးအလုံးအလုံးရဲ့ဆန္ဒနဲ့ကောက်ပြီးတော့ဒီအလုံးရဲ့သဘောတူညီချက်ကိုကျွန်တော်က consensus လို့ခေါ်ပါတယ်ရှင့်။ Okay နော်။နောက်တစ်ခုကကျတော့ action plan ။နောက်ကျတော့ဒီ action plan ကကျတော့ဘာလဲဆိုတော့ရည်မှန်းချက်ပန်းတိုင်ဘောနောကိုတက်မှတ်လိုက်တဲ့ဘောနောရီမန်းချက်ကိုတက်မှတ်လိုက်တဲ့ပန်းတိုင်ကိုရောက်အောင်လို့ကျွန်တော်လှုပ်ဆောင်ရမယ်အသေးစိတ်အစီအစဉ်တွေဆွဲထားတဲ့ကျွန်တော်အစီအစဉ်တွေကိုခေါ်တာပါလှုပ်ဆောင်ရမယ်ຢာတွေပေါ့ action plan ဆိုတာ နော်နောက်တစ်ခုကကြတော့ brainstorming ဒါတော့သိရကျွန်တော် brainstorming ဆိုတာဘာလဲဆိုတော့စမ်းသစ်ပြီးတော့ပို့ပြီးတော့ကောင်းမွန်တဲ့အကြံဉာဏ်တွေ idea တွေရအောင်ကြံစတာတွေးတော်တာဝိုင်းဝန်းပြီးတော့ကြံစတာဘောနော်အဲ့လိုမျိုးဝိုင်းဝန်းစဉ်းစားပြီးအကြံဉာဏ်တွေထုတ်ကြတာအဲ့ဒီကောင်ကိုကျွန်တော်က brainstorming လို့ခေါ်ပါလိမ့်ရှင်နော်နောက်တစ်ခုနောက်တစ်ခုကကြတော့ကျွန်တော် follow up ဒါလည်းသိရများတယ်အသုံးလည်းများတယ်ဒီ follow up ကကြတော့ဘာလဲဆိုတော့ကျွန်တော် meeting ပြီးတဲ့နောက်မှာကျွန်တော်ဒီလောက်ရမယ့်အကြောင်းရတယ် နော်ဘာတွေလုံးမဲဘာတွေဘာတွေလုံးမဲပေါ့မင်းချင်းပြီးရနေမှာပေါ့နော်ပြီးကျွန်တော်ပူပေါင်းဆောင်ရွက်မှုတွေ follow up ပြန်လိုက်တယ်ပြန်လိုက်တယ်ဆိုရှားမှုတွေပေါ့နော် okay အဲ့ဒီအဓိပ္ပာယ်လေးပါနော်ဒါလေးကတော့ကျွန်တော်ဒီ meeting နော်နောက် collaboration လုပ်တဲ့အခါမှာကျွန်တော်အသုံးများတဲ့စလုံးလေးရှိပါလိမ့်ရှင်ဆက်သွားအောင်မယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့နောက်နံပါတ်3ဆက်သွားမယ်နံပါတ်3ကကျတော့ကျွန်တော် finance and accounting ကျော်ဒီ finance နဲ့ပတ်သက်တဲ့စလုံးလေးတွေပေါ့နော် okay ဘာလေးတွေဖြစ်မလဲအရင်ဆုံးကျွန်တော်နံပါတ်1 budget ကြောက်ဘူးလေခဏခဏကြောက်ဘူးလေပေါ့နော် budget အဲ့တော့ budget ရဲ့အသေးပေးရပါလဲဆိုတော့ကျွန်တော်ဝင်ငွေထွက်ငွေစရင်ဒါမှမဟုတ်ရှင်လုပ်ငန်းသုံးဖို့သတ်မှတ်ပေးထားတယ်ပေါ့နော်သတ်မှတ်ထားတဲ့အသုံးစရိတ်ဒါမျိုးကိုကျွန်တော် budget လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ cash flow နော်ကျွန်တော်ဒီ cash flow ကကြတော့ပါလဲဆိုတော့ငွေသားလက်ပတ်စီစဉ်မှုဆိုတော့ကျွန်တော်လုပ်ငန်းငွေအတွင်းမှာပေါ့နော်ဝင်ငွေထွက်ငွေစီစဉ်မှုကိုကျွန်တော် cash flow လို့ခေါ်ပါတယ်တဲ့ okay နောက်တစ်ခုကကြတော့ invoice နော်ဒီ invoice ကကြတော့ဗာတယ်ဆိုတော့သူ့အတိတ်တွေကကျွန်တော်တို့ကြားတဲ့ငွေကိုတောင်းခံတာနော်ဒီနှစ်ခုလေးကနည်းနည်းလေးရှုပ်ရောရတယ်ပေါ့နော် invoice ကကြတော့ဗာလဲကျွန်တော်တို့ကြားတဲ့ငွေကိုတောင်းခံတဲ့ဟာဆိုတော့ဘေးတောင်းတဲ့ပုံစံမျိုးပေါ့နော်ကြားတဲ့ငွေကိုတောင်းခံလောအောင်ကျွန်တော်တို့ invoice လို့ခေါ်ပါတယ်ရှင့်ထားပါတော့ကိုကလက်ခံရရှိကြောင်းပြည်စားပြန်ပေးရမယ်ဆိုလို့ရှင်ကြတော့ receipt နော်ဒီ receipt ကကြတော့ဗာလဲဆိုတော့လက်ခံရရှိကြောင်းကိုကပြန်ပေးတဲ့ပြည်စားပြည်စားကိုပြောတာပေါ့နော် okay နောက်တစ်ခုကကြတော့ကျွန်တော် break even point ဒီ break even point ကကျတော့ဘာလဲဆိုတော့ तू ကကျတော့လုပ်ငန်းနဲ့ရရှိတဲ့ဝင်ငွေနဲ့တုံးဆွဲထားတဲ့ကုန်ကြမ်းစိတ်တူညီတာလုပ်ငန်းရရှိတဲ့ဝင်ငွေတုံးထားတဲ့တုံးစိတ်သူကတူသွားတာဆိုတော့အရှုံးမမြတ်ဘောမရှိတာအဲ့လိုမျိုး break even point လို့ခေါ်ပါတယ်တဲ့ Okay ဒါလေးတွေဒီကျွန်တော်တို့ finance ဆို accounting လို့မှာတုံးနေတာအသုံးမြတ်တဲ့စလုံးလေးပေါ့နော် Okay ဆက်သွားပါဦးမယ်ရှင် Okay ကျွန်တော်တို့အခုဆိုအပိုင်းလေးနေနဲ့ကျွန်တော်တို့ sales and marketing အပိုင်းမှာပြောက်သွားပြီ နော်အဲ့ဒါကျွန်တော်တို့ဒီ sales marketing မှာကျွန်တော်တို့အသုံးများတဲ့စလုံးလေးတွေကဘာတွေဖြစ်မလဲပြီးဆုံးကျွန်တော်တို့နံပါတ်1 target audience ဒီဘယ်ရပါလဲဆိုတော့ကျွန်တော်တို့ကိုရောင်းဖို့ပေါ့နော်သတ်မှတ်ထားတဲ့အုပ်စုအမှန်တော့ကိုပစ္စည်းဖြင်းဖြင်းပဲဒါမှမဟုတ်ကိုကဝန်ဆောင်မှုရောင်းရင်ဝန်ဆောင်မှုပေါ့နော် service ဖြင်း service product ဖြင်း product ပေါ့နော်အဲ့တော့ဆိုလိုတာကတော့ကိုရောင်းဖို့ပေါ့နော်သတ်မှတ်ထားတဲ့အုပ်စုကိုပြောတာပါ Okay နောက်တစ်ခုကကြတော့ market share နော်ဒီ market share ကြတော့ဗာလဲဆိုသူ့ရဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော် ဈေးကွက်အတွင်းမှာကိုပစ္စည်းဒါမှမဟုတ်လဲခုနကလိုကိုဝင်ဆောင်မှုဆိုလဲဝင်ဆောင်မှုပေါ့နော်ကိုရောင်းတဲ့အရာလေးရပေါ့နော်နေရာယူထားတဲ့ဒါမှမဟုတ်ရှင်ထိမ့်ထားနိုင်တဲ့ရောင်းအားယာကိုင်းတို့ပမာဏကိုပြောတာပါဆိုတော့ဒီဈေးကွက်အတွင်းမှာကိုပစ္စည်းရဲ့ရောင်းအားပမာဏယာကိုင်းတို့ပေါ့အသေးပဲနော်အဲ့လိုမျိုးကျွန်တော်တို့က market share လို့ခေါ်ပါတယ်ဒါပါတော့ market share နေတဲ့ဈေးကွက်တွေမှာဘလောက်ယာကိုင်းတို့ကိုပစ္စည်းရောင်းနိုင်ထားတယ်ရောင်းထားနိုင်တယ်တော့အသေးပဲပေါ့နော်နောက်တစ်ခု value position သူရတဲ့ပေးရပါလဲဆိုတော့ ကိုပစ္စည်းရနေဆိုတော့ကိုကအဲဝန်ဆောင်မှုရောင်းရင် service ရောင်းရင် service ပေါ့နော်ကိုဝန်ဆောင်မှုကနေ customer တွေကိုပေးမဲ့အရေးအသွေးဒါမှမဟုတ် customer တွေရရှိမဲ့အကျိုးကျေးဇူးအဲ့ဒါကိုကျွန်တော်တို့က value position လို့ခေါ်ပါတယ်ဆိုတော့ကိုပစ္စည်းကိုဝန်ဆောင်မှုကနေ customer တွေရရှိလိုက်တဲ့အကျိုးကျေးဇူး customer တွေရရှိလိုက်တဲ့ပြောမယ်ဆိုလို့ရှိရင်အရေးအသွေးဆိုတော့ customer တွေပေးမဲ့အရာတွေပေါ့နော် customer တွေရမဲ့အရာတွေပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့က value position လို့ခေါ်ပါတယ်တဲ့ okay နောက်တစ်ခု lead generation သူရတဲ့ဘယ်ကဘာလဲဆိုတော့ကိုယ့်ပစ္စည်းကိုသုံးဆွဲနိုင်မှုနောက်ထပ်ပေါ့နော်သုံးဆွဲနိုင်မှုအလားအလာရှိတဲ့ customer တွေကိုဆွဲဆောင်တာအဲ့လိုမျိုးကျွန်တော်က lead generation လို့ခေါ်ပါတယ်တဲ့အဲ့တော့ lead generation ဆိုတာဘာလဲဆိုတော့ကိုယ့်ပစ္စည်းကိုနောက်ထပ်ပေါ့နော်သုံးဖို့ကိုယ်ဝန်ဆောင်မှုကိုနောက်ထပ်လာဝယ်ဖို့ပေါ့နော်အဲ့လိုပေါ့နော်အဲ့လိုအလားအလာရှိတဲ့ customer တွေကိုဆွဲဆောင်တာကိုခေါ်ပါတယ်တဲ့နောက်ဆုံးတစ်ခု brand awareness ဒါလည်းသိရပေါ့နော် brand awareness ဒါပေမဲ့ကို brand ကုတ်လုံငါရဲ့ brand ကိုပေါ့နော်လူတွေကဘလောက်အတိုင်းတာအထိကောင်းကောင်းသိထားလဲဘလောက်အတိုင်းတာအထိကုတ်လုံငါရဲ့ပေါ့နော်သတ်မှတ်ထားလဲပေါ့ကုတ်လုံငါကိုဘလောက်လူတွေသိထားလဲဘလို့သတ်မှတ်ထားလဲပေါ့အမျိုးကျွန်တော်က brand awareness လို့ခေါ်ပါတယ်โอเคဒါလေးကကျွန်တော် sales marketing မှာအသုံးများတဲ့စုံလေးပေါ့နော်လေးပိုင်းထိပြီးသွားပြီဆက်သွားပါဦးမယ်ရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အပိုင်း၅ရောက်သွားပြီအပိုင်း၅ကျကျွန်တော်တို့ဘာလဲဆိုတော့ human resources အဲ့ဒီပြရတော့ hr တယ်နော် HR ဘိုင်းရောက်သွားပြီ Human Resources အဘိုင်းရောက်သွားပြီပေါ့နော် Okay အဲ့တော့ HR ဘိုင်းမှာကျွန်တော်တို့အဓိကအသုံးများတဲ့စလုံးတွေကဘာတွေဖြစ်မလဲအရင်ဆုံးကျွန်တော်တို့ recruitment ဒီ recruitment ကကြာပါလဲဆိုတော့လုပ်ငန်းအတွက်ဝန်ထမ်းတွေရှာဖွေတယ်လုပ်ငန်းအတွက်ဝန်ထမ်းတွေခန့်အပ်တယ်နော်အဲ့လိုမျိုးကျွန်တော် recruitment လို့ခေါ်ပါတယ်နောက်တစ်ခု onboarding ဒီ onboarding ကကြာတော့ပါလဲဆိုတော့ကျွန်တော်တို့ဒီရောက်လာတဲ့ဝန်ထမ်းအသစ်တွေကိုပေါ့နော် လုပ်ငန်းခွင်တွင်မှာအသားကျတော့အောင်လို့ပူးပေါင်းဆောင်ရွက်ပေးခြင်းကိုခေါ်ပါတယ်တဲ့။ Okay နော်။နောက်တစ်ခုကကြတော့ performance review performance performance နဲ့ကြားဦးမှာပေါ့နော်။အဲ့တော့ဒီ performance review ကကြတော့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်တွေကိုအကဲဖြတ်သုံးသပ်ပေးတယ်တဲ့။အကဲဖြတ်သုံးသပ်ခြင်းပေါ့နော်။ Okay နောက်တစ်ခု skill set ဒီ skill set ကကြတော့ဘာလဲဆိုသူရဲ့အတိတ်ပဲကလူတစ်ယောက်ပေါ့နော်။လူတစ်ယောက်ရဲ့စွမ်းဆောင်နိုင်စွမ်းနေအရေးအချင်းနေကျွမ်းကျင်မှုတွေ ဲ့ဒီကောင်ကျွန်တော် skill set လို့ခေါ်ပါတယ်တောက်ချင်းစီမှာကျွန်တော် skill set တွေရှိတာပေါ့နော်ကဲနောက်ဆုံးတစ်ခုလေးကကျတော့ workforce ဒီ workforce ကကျတော့ဘာလဲဆိုတော့ကျွန်တော်လုပ်ငန်းအတွက်ပေါ့နော်ဝန်ထမ်းတွေရဲ့စုပေါင်းလုပ်အားကိုခေါ်ပါတယ်အဲ့ဒီစလုံးလေးတွေဒီကျွန်တော် HR ဘက်မှာအသုံးပြတဲ့စလုံးတွေဖြစ်ပါတယ်ရှင့် okay နောက်ဆုံးပိုင်းနဲ့ဆက်သွားအောင်မယ်နော်โอเคအဲ့တော့ကျွန်တော်နောက်ဆုံးပိုင်းလေးရောက်သွားပြီနောက်ဆုံးပိုင်းလေးကကျတော့ဘာလဲဆိုတော့ common phrases ဒီလုပ်ငန်းကိုတော့အသုံးများတဲ့စကားစုလေးတွေပေါ့တော့ကျတော့စကားစုပုံစံလေးတွေဖြစ်သွားပြီเนาะအပြောလဲများတဲ့စကားစုလေးတွေပေါ့เนาะโอเคအဲ့ဒီဟာလေးတွေကဘာလေးတွေဖြစ်မလဲကြည့်လိုက်မယ် let's circle back to that โอเคအဲ့လိုပြောတာဘာလဲဆိုတော့သူ့ရဲ့အတိတ်တွေကလေပြောနေတဲ့အကြောင်းအရာလေးစီပြန်သွားရအောင်ကဲကဲကဲအကြောင်းအရာပြန်သွားကြစို့ပေါ့အဲ့ဒီလေးပဲပြောတတ်စပြောနေတဲ့အကြောင်းအရာစီပြန်သွားကြစို့ဆိုလို့ရှင် let's circle back to that โอเคနောက်တစ်ခုကကျတော့ it's a win-win situation နော် it's a win win situation အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့အားလုံးအတွက်အဆင်ပြေအကျိုးရှိစေမယ့်ဖြေရှင်းမှုနှုံးတစ်ဖက်အကျိုးရှိပါတယ်အဓိပ္ပာယ်ကအားလုံးအတွက်အကျိုးရှိပါတယ်အဆင်ပြေပါတယ်ပေါ့ပြောတဲ့ပုံစံလေးရ Okay နော် now ကျွန်တော်နံပါတ်3လေးရကြတော့ last touch base Okay သူရအဓိပ္ပာယ်ကဘာလဲဆိုတော့ပြောနေတဲ့အကြောင်းအရာတွေကိုထပ်မံစစ်ဆေးမယ်စုံစမ်းမယ်အဲ့လိုမျိုးပြောတာ last touch base ရအဓိပ္ပာယ်ကဒီပြောတဲ့ကြောင်ရည်ကိုစုံစမ်းမယ်ထပ်မံစစ်ဆေးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် ။ဟုတ်ကဲ့။နောက်ကျွန်တော်တို့နံပါတ်၄ရကြတော့ think outside the box. think outside the box. တဲ့ဘာသာပြန်ဘောင်းအပြင်ထွက်ပြီးစဉ်းစားပလား။အဓိပ္ပာယ်ကျွန်တော်ပို့ပြီးတော့စံသစ်တီထွင်အကောင်ကိုပြောတာ။ဘောင်းပြန်နေစဉ်းစားပလိုက်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ Okay နောက်ဆုံးတစ်ခု move the needle. Okay ဒီ move the needle ရဲ့အဓိပ္ပာယ်ကတော့တိတာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေဖြစ်အောင်လုပ်တာကိုပြောတာပါရှင့်။ move the needle. Okay ဒါလေးတွေကအသုံးများတဲ့ကျွန်တော်စကားစုလေးတွေဖြစ်ပါတယ်နော်။ ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပေါ့နော်ဒီလုပ်ငန်းခွင်သုံးပေါ့နော် business english လုပ်ငန်းခွင်သုံးဝေါ်ဟာတဲ့စလုံးအချို့လေးကိုကျွန်တော်ကရှင်းပြပေးခဲ့တာအားလုံးအတွက်အဆင်ပြေမယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ်ရှင့်ဒီ video file လေးကိုပွဲပေါ့နော်ကျွန်တော်တို့အဆုံးထိစိတ်ရှည်လက်ရှည်နဲ့တခြားလက်ကြည့်ပေးရတော့လဲတအုပ်တယောက်ချစ်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်အလုံးမဲ့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။လုပ်ငန်းကံကံတွေအားလုံးနဲ့အဆက်ဆက်ရရအစီအမီချုံးမွေးကြပါစေရှင်။